မင်္ဂလာပါရှင်ကျမကတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တန်ကြားတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပလဲမြို့နယ်မှာတိုက်လေရင်ပြက်ကြရတဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူတချို့တွေဆုံးခဲ့ပြီးတော့ရွာ20ကျော်ကဒေသခံ2000ကျော်စစ်ပီးတိန်းရှောင်နေကြရပါတယ်ဒါအပြင်စစ်တပ်ကရိတ်ခါခဲယမ်းတွေဖြစ်တင်နေပြီးတော်လိုင်းတက်တွေနဲ့စီရင်တင်မာနေပါတယ်ဒီသတင်းကိုတော့စိုးတူအောင်ပေးပို့ထားပါတယ်ရှင်အာရှယ်ဝဲ စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်တွေကကန့်တောင့်ကြေးရွာရဲစခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရာကနေဂျွန်လာလာဆန်းပိုင်းကဆလို့တိုက်ပွဲတွေပြင်းထန်နေတာပါကန့်တောင့်ကြေးရွာရဲစခန်းကိုဂျွန်လာ၂ရက်နေ့ဇီးပြုံကုန်းကြေးရွာကိုဂျွန်လာ၁၀ရက်နေ့ဒီမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဂျွန်လာ၁၀ရက်နေ့မှာပလဲနယ်တွေဘုံလာကျဲတဲ့ F7 လို့ယူဆရတဲ့စစ်တပ်လေရင်ဇပစစ်ကြေးရွာတွေကိုပြတ်ကျခဲ့ပြီးနောက်ဒီကနေ့ဂျွန်လာ၁၂ရက်အထိလဲစစ်ရေးတင်းမာနေကြတော့မယ်လို့သိရပါတယ် MTP ယူရတာရရှိဖို့ဂိုင်းနံပါတ်ထွက်တာလဲထိတွေ့မှုအနေငယ်ဖြစ်တာလို့ရှိတာပေါ့တခြားနေရာတွေလည်းဒီတိုင်းပဲစစ်တော့ပြင်ထားတဲ့အခြေအနေပဲရှိပါသေးတယ်ဗျာဟိုမြေပြင်တက်ဒီကတော့အကုန်လုံးကတော့ဒီဒီရှိနေတော့မယ်ပေါ့နော်လေကြောင်းတိုက်ခိုက်မှုတွေကတော့အင်းမိရုံကမိညာရုံကပလဲမျိုးပေါ်မှာဝိုင်းအဲ့လိုယူဆရတဲ့ရင်နဲ့ရိတ်ခါလေးစစ်လက်နဲ့ပစ္စည်းတွေချတာပဲရှိတယ် ွန်လ10ရက်နေ့လေရင်ပြတ်ကျခဲ့တဲ့နောက်ပိုင်းဂျွန်လ12ရက်ညပိုင်းအထိစစ်တပ်ကပလဲနေတဲ့ကိုဘုံလာကျဲတာမရှိသေးဘူးလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီလေရင်ပြတ်ကျမှုဖြစ်စဉ်နဲ့အရင်လေကြောင်းတိုက်ခိုက်ခဲ့တာတွေကြောင့်အ ਨੇ စုံပလဲဒေသခံ6ရောက်ဝင်ကျင်တိတ်ဆုံးခဲ့ရပြီးရွာပေါင်း20ကျော်ကဒေသခံ2000ကျော်ထွက်ပြေးသိမ်းရှောင်နေရတယ်လို့တာဝန်ရှိသူတွေကရောဒေသခံတွေကပါအတိအပြုပြောကြပါတယ်စစ်ဆောင်တွေကတော့ခက်တာပေါ်ရာဒီစိုးစိုးဆောင်တဲ့ဟာလေးတွေကနည်းနည်း မိုးလေးပါလေလိုနေတာပေါ့မနေ့ကတနေ့မှကရှောင်းလာအစပစီလေရင်တက်ကြတာကတည်းကရှောင်းရတဲ့ဟာကြတော့အတကြီးတွေရောဒီလက်ပခံဒီပေါ်ရှောင်းကြရတာဟုတ်ရှောင်းကြတော့မိုးဝါးကြီးတွေရှောင်းကြတာလေဒီဒီမကွေးတိုင်းမြန်ဘက်ကိုရောရှောင်းရတာပေါ့ဒီတောင်ပေါ်တွေရောရှောင်းရတာပေါ့သွားဓမ္မတွေကသွားအတွက်တော်တော်ဒုက္ခရောက်တယ်တက်ကြီးတွေပါတော့လဲတက်ကြီးတွေတော့ကလည်းဒုက္ခရောက်တာပါကိုရင်းနီးရရင်းနီးရရှောင်းကြတာဆရာရဲ့ဒီမှာတရွာတဲ့လေစုနေကြတာမဟုတ်ကိုရင်းနီးရသွားကြတာလေအကုန်လုံးပြန်ကွက်သွားအောင်ပေါ့ ဒေသခြေဆိုင်ပကဖနဲ့ပါဖရီပြီးတော့ရရလူကြီးတွေကအဲ့ဒီဆစ်ဆောင်တွေကိုကူညီပေးနေပေမဲ့ဒီဆစ်ဆောင်အားလုံးကို နေစရာနဲ့စားစရာ မစီစဉ်ပေးနိုင်တာကြောင့်အကူအညီတွေအရေးတကြီးလိုအပ်နေကြပါတယ်။ကန်းတောင်ကျေးရွာကနေလမ်းမကြီးတိုင်းသွားရင်ခွနမိုင်လောက်အကွာမှာရှိတဲ့အင်မတီပြူရွာကိုရဟန်းရင်နဲ့စေချင်းထမနဲ့အင်အားဖြည့်ထားသလိုတော်လိုင်းတက်တွေကလည်းပိတ်ဆို့နေရာယူထားတာကြောင့်တိုက်ပွဲအချိန်ကြာလာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ လဲမျိုးနယ်ရဲ့အနောက်ဘက်မှာကံကောအရှိမမုံရွာနဲ့တောင်ဘက်မှာမြိုင်မျိုးနယ်တို့တည်ရှိတာကြောင့်ကန်းတောင်ရဲစခန်းဟာဆက်သွယ်ရေးအရေးပါတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါဟာလဲဒုမလဲနော်အမကြီးမီနော် မူလလောက်ခအတိုင်းပေးနေတဲ့စက်ရုံတွေကအလုတ်သမားတွေဟာလောက်ခတိုးပေးတဲ့စက်ရုံတွေစီရွှေ့ပြောင်းတာတွေရှိနေတာကြောင့်လုံသားထွက်သွားတဲ့စက်ရုံတွေလုပ်ငန်းလေပတ်ဖို့အခက်တွေ့နေကြတယ်လို့အဲ့ဒီလုပ်ငန်းအတိုင်းဝန်စီကလည်းသိရပါဗယ်မီလာကုမ္ပဏီကဆက်လို့စက်ရုံတချို့မှာလောက်ခတိုးတောင်းတဲ့ဖြစ်ရပ်တွေရှိခဲ့ပြီးတိုးပေးလိုက်တဲ့စက်ရုံတွေရှိသလို့ အသစ်ဖွင့်မဲ့ဆက်ယုံတွေကလည်းလောက်ခတိုးပြီးပြီးတော့လူစုဆောင်တာတွေရှိတဲ့အတွက်လောက်အားခပြောင်းလဲတာမရှိတဲ့ဆက်ယုံတွေကအလုပ်သမားတွေအလုပ်ထွက်တာဇက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီလိုလုပ်ငန်းခွင်ထဲမှာလုံသားမငြိမ်လို့အော်ရာအချိန်မီပြီးဖို့အခက်တွေ့နေတဲ့ဆက်ယုံတွေရှိနေတယ်လို့လည်းအဲ့ဒီလုပ်ငန်းရဲ့နှီးဆက်သူတယောက်ကပြောပါတယ်။လက်ရှိမှာဆက်ယုံအများစုကတရက်ကိုဒေးကြီးလောက်ခ6800ကျပ်နှုန်းနဲ့ပေးချေနေတာဖြစ်ပြီးစနပြတောင်းဆိုတာတွေရှိလာပြီးတဲ့နောက်မှာဆက်ယုံတချို့က12000ကျပ်အထိတိုးပေးတာမျိုးရှိတယ်လို့အလုပ်သမားအဖွဲ့ ရေစီကနေသိရပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်ကကြနပူရီခရိုင်ထောင်းဖာဘူးမြို့နယ်ထဲမှာမလေးရှားနိုင်ငံကိုဆက်သွားမဲ့တရားမဝင်မြန်မာနိုင်ငံသား33ယောက်အဖမ်းခံခဲ့ရတယ်လို့ဂျိုးချိုထိုင်းသတင်းမှာဖော်ပြပါရတယ်။ ဂျွန်လ17ရက်မနက်ကကြိုတင်တရင်ရတဲ့အတွက်စောင့်ဆိုင်နေချိန်ဆန်ကလာပူရီဘက်ကနေအနက်ရောင် Toyota Wigo Hilux ကားတစ်စီးကိုတားဆီးခဲ့ပါတယ်။တာဝန်ရှိသူတွေကစစ်ဆေးဖို့ရက်မိန်ပေးပေမဲ့အဲ့ဒီကားဟာရက်မပေးဘဲနဲ့အချိန်မြင့်မောင်းထွက်သွားပါတယ်။တာဝန်ရှိသူတွေကလိုက်ဖက်ရမှာရင်မောင်းကမှောင်ရိပ်ခိုပြီးတော့တော်တဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ကားပေါ်မှာတော့အမျိုးသမီးအမျိုးသားနဲ့ရင်ခွင်ပိုက်ကလေးတွေပါစုစုပေါင်း33ယောက်လိုက်ပါလာပြီးတော့မှတ်ပုံတွေအထောက်အထားမရှိထိုင်းဘာသာစကားနားမလည်တာကြောင့်ဘာသာပြန်တဲ့စစ်ဆေးမိမိ ြန်ခဲ့ရပါတယ်။သူတို့တွေဟာမြမပြည်မော်လမြိုင်ဖះသုံးစုဘက်ကနေထိုင်းနိုင်ငံဆန်ကလပူရီမြို့နယ်နောင်လူးရွာဘက်ကိုတောလန်းကနေဝင်ရောက်လာခဲ့တယ်။မလေးရှားနိုင်ငံကိုဆက်သွားဖို့ပွဲစားကိုတယောက်ကိုထိုင်းဘက်9000ခွဲကနေ9600တိပေးဖို့သဘောတူပြီးတော့လိုက်လာခဲ့တာမှာအခုလိုဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်ရှင်။ဒီဗီဒီယိုမြင်တန်ကြရအောင်ဆုံးရတဲ့နေ့ကိုရှုစားကြရပါကျမတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။